ဂါနာနိုင်ငံမှာမိုးသည်ထန်စွာရွာသွန်းပြီးရေလွှမ်းမှုမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ကလေးရှိဦးအပါအဝင်အ ਨੇ ဆုံးလူ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဂါနာနိုင်ငံရဲ့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီကပြောကြားခဲ့တယ်လို့ AFP သတင်းဌာနရဲ့ဇွန်လ15ရက်နေ့သတင်းတရအရသိရှိရပါတယ်။လွန်ခဲ့တဲ့ရက်သတ္တပတ်က၄ရက်ဆက်တိုက်မိုးရွာသွန်းမှုကြောင့်ဂါနာရဲ့မြို့တော်အက်ကယာမှာရေလွှမ်းမှုမှုတွေဖြစ်ပေါ်ခဲ့ပြီးမြို့အလယ်ပိုင်းမှာရေလွှမ်းမှုမှုပုံမှုများပြားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်က ဂါနာနိုင်ငံမှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်လူအယောက်150ခန့်ဟာဓာတ်ဆီဆိုင်တစ်ဆိုင်မှာမိုးခိုနေရင်အဲ့ဒီဓာတ်ဆီဆိုင်ပောက်ကွဲမှုကြောင့်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နောက်ပိုင်းမှာအခုလိုရေလွှမ်းမှုမှုကြောင့်လူသေဆုံးမှုတွေထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အခုနှစ်မိုးရသည်မှာလူ၁၀ဦးကနေ၁၂ဦးခန့်သေဆုံးခဲ့တယ်လို့အမျိုးသားတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့ရဲ့ကိုအော်ဒီနေတာစန်ဒီအမာတီက AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အမျိုးသမီး၂ဦးနဲ့၈နှစ်အရွယ်မိန်းကလေး၁ဦးတို့လမ်းလျှောက်လာရင်အုန်နီရံပြိုကျမှုကြောင့်သေဆုံးခဲ့ပါတယ်။ဒါအပြင်၉နှစ်အရွယ်ကလေး၁ဦးဓာတ်လိုက်သေဆုံးခဲ့ပြီးနောက်ထပ်ကလေးငယ်၆ဦးရေနစ်ခဲ့တယ်လို့သူကထည့်သွင်းပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ကရေလွမ်းမှုမှုကြောင့်လူသေဆုံးမှုတွေဖြစ်ပွားခဲ့တယ်လို့ဖြစ်ရမျိုးနောက်ထပ်မဖြစ်အောင်ပြင်ဆင်မှုတွေပြုလုပ်သွားမယ်လို့အာဏာပိုင်တွေကကတိပေးခဲ့ပေမဲ့အခုနှစ်မှာရေကြီးမှုတွေလူသေဆုံးမှုတွေထပ်မံဖြစ်ပွားခဲ့တာကြောင့်ဂါနာပြည်သူတွေကဒေါသထွက်နေကြတယ်လို့ AFP သတင်းတရမှာဖော်ပြထားပါတယ်။